အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ညီကခုတ်ဆေးချိုးစာဆိုတဲ့ဂျပန်မှာသံကောင်စင်းဖြစ်ပုံဖြစ်နည်းလေးနဲ့ပတ်သက်ပြီးတော့အနေငယ်ရှယ်ပင်လုပ်ပြီးမှဖြစ်ပါတယ်ရှင်ဒီသံကောင်စင်းကဂျပန်မှာရှိတဲ့ဂျပန်နိုင်ငံသားတည်တံ့ကောက်တာမဟုတ်ဘဲနဲ့ဂျပန်မှာနေထိုင်တဲ့နိုင်ငံသားတိုင်းအတွက်ကိုကောက်တာဖြစ်ပါတယ်တနည်းအားဖြင့်ဂျူမီယောဆိုတဲ့ရက်ွက်ယုံမှာနေထိုင်ကြောင်းစင်းသွင်းထားတဲ့သူတိုင်းဖြည့်ဖို့လိုအပ်ပါတယ် ငါးနှစ်မှတစ်ချိန်ကောက်တဲ့ဒီလိုသကောင်စရင်ကိုမဖြည့်ဘဲထားမယ်ဆိုရင်ဒန်ကြီးပေးဆောင်ရမှာဖြစ်တဲ့အတွက်မိမိအခန်းကစားတိုင်းပုံမှာရောက်နေလားမရောက်နေဘူးလားဆိုတာအထူးစစ်ဆေးဖို့ဂရုပြုဖို့လိုအပ်ပါတယ်။စာရီးထဲမှာပါတဲ့စာရွက်နဲ့လေဖောင်ဖြည့်လို့ရတယ်လို့ QR code ကိုစကန်ဖတ်ပြီးတော့ online ကနေလေဖောင်ဖြည့်လို့ရပါတယ်။ online ကနေဖောင်ဖြည့်မဲ့သူတွေအတွက်အော်တိုဘာလ၈ရက်နေ့နောက်ဆုံးထားပြီးတော့ဖောင်ဖြည့်ပေးရမှာဖြစ်ပါတယ်။ညီကတော့ဒီခေါက် အပြင်ကစာအိတ်နဲ့ပဲဖောင်ဖြည့်ပြီးတော့စာတိုက်ပုံးနဲ့ထည့်မှာဖြစ်ပါတယ်။စာအိတ်ထဲမှာဘာတွေပါလဲဆိုရင်ဖြည့်ပုံဖြည့်နည်းလမ်းညွှန်တဲ့စာအုပ်အပားတစ်ခု၊ online ကနေဖောင်ဖြည့်ခြင်းတဲ့သူတွေအတွက် QR scan ပါတဲ့စာရွက်တစ်ခု၊နောက်အပြင်ကနေဖောင်ဖြည့်ခြင်းတဲ့သူတွေအတွက်ရေးဖြည့်လို့ရတဲ့စာရွက်တစ်ခုနဲ့စာအိတ်တစ်ခုပါဝင်ပါတယ်။ ။ online ကနေဖြည့်ချင်တဲ့သူတွေအတွက်ကတော့ဒီ QR ကို scan ဖတ်ပြီးတော့ ID နဲ့ password တွေကိုတည်ချလိခကူနင်းလုပ်ပြီးတော့ဆက်သွားမှာဖြစ်ပါတယ်။ညီအစာအိမ်မှာရေးဖြည့်မှာဖြစ်တဲ့အတွက် online ကလုပ်တာကိုမရှင်းပြတော့ပါဘူး။စာပြတ်မှာရေးဖြည့်ဖို့ဆိုရင်ညီတို့ခဲတန်းဒါမှမဟုတ်ခဲဆန်ဘောပင်အမဲရောင်ကိုသုံးရမှာဖြစ်ပါတယ်။ဘောပင်နဲ့ဖြည့်လို့မရပါဘူး။ နမတ်တကကြတော့ဆယ်တိုင်သောရှူရီအိနောက်စုအမျိုးသားဖြစ်တဲ့အတွက်ကိုအိမ်မှာဘယ်နှယောက်နေတိုင်းတာလဲကိုကတယောက်တည်းနေတိုင်းတာဖြစ်တဲ့အတွက်ညီကတော့နံပါတ်1အပန်းဆယ်တိုင်ကိုရွေးပါတယ်အမျိုးသားတွေကတော့ကိုနဲ့ใกล้ညီမဲဟာကိုရွေးရမှာပေါ့နော်အကယ်၍အเจ้าသားတွေနဲ့အเจ้าအဆောင်မှာနေနေတဲ့သူဆိုရင်တော့နံပါတ်2ပေါ့အကယ်၍စေယုံမှာတက်နေတဲ့သူဆိုရင်တော့နံပါတ်3ပေါ့တသဖြင့်ကိုနဲ့ใกล้ညီတဲ့ဟာကိုရွေးချေပေးရမှာဖြစ်ပါတယ် ။နောက်နံပါတ်2ကကြတော့ဇေတိုင်ရင်တော်ခါစုအိမ်နောက်ဆုံးမှာပါတဲ့လူအရေးအတွက်ဖြစ်တဲ့အတွက်ကိုအိမ်မှာရှိတဲ့လူဘယ်နှယောက်နေတာလဲဒါမျိုးအရေးအတွက်ကိုထည့်ရမှာဖြစ်ပါတယ်။နောက်နံပါတ်3ကဂျူးကျော်နော်ရှူရီကိုနေထိုင်နေတဲ့အိမ်အမျိုးအစားကိုရွေးရမှာဖြစ်ပါတယ်။ဆွန်ညီကအဲငါးကွက်မြောင်ကုမ္ပဏီကပေးတဲ့အဆောင်ဖြစ်တဲ့အတွက်ဆတောက်ကူကိုရွေးပါတယ်။နောက်နံပါတ်4ကကြတော့ဂျူးတက်ကနော်တတ်တက်ကတမိမိရဲ့အိမ်ယာကဘယ်လိုပုံစံတိစောက်ထားလဲဆိုတာကိုရွေးပေးရမှာဖြစ်ပါတယ်။ညီကတော့လုံချင်းဖြစ်တဲ့အတွက်အီကိုဒတ်တဲကိုရွေးပါတယ်။ နောက်နံပါတ်5ကကြတော့ရှီမဲဥယောပြီးတန်းကျောတော့ပစ်ချ်နေထိုင်သူအမိနဲ့ကြားမကိုထည့်ပေးရမှာဖြစ်တဲ့အတွက်နံပါတ်1အကွက်မှာညရဲ့နာမည်နဲ့အိုနာဆိုတဲ့ခန်းကြီးကိုရွေးပါတယ်။အကယ်၍ကိုယ့်ရဲ့အဆောင်မှာနေထိုင်တဲ့သူကတယောက်မကဘူးဆိုရင်နံပါတ်2နံပါတ်3နံပါတ်4အကွက်တွေမှာပါရေးဖြည့်ပေးဖို့လိုပါတယ်ရှင်။နောက်နံပါတ်6ကကြတော့ Shotai Nushito no Suzuki ကတော့ဆိုရဲအိနောင်ဦးစီးနဲ့ဆက်ဆံရေးဆိုတာကကြတော့ညရဲ့ဒီခန်းရဲ့အိနောင်ဦးစီးဖြစ်နေရဖြစ်တဲ့အတွက်ပထမဆုံးအကွက် ရှောတိုင်းနုရှိမတဝဒါဟျောရှာဆိုတဲ့အကွက်ကိုခြေပါတယ်အကယ်၍ကိုကမိခိုသူဇနီးမယားသို့မဟုတ်ခင်မုန်းဆိုရင်တော့ညီနဲ့ကရက်ကအကွက်ကလေးကိုခြေရမှာဖြစ်ပါတယ်လူတယောက်နဲ့တယောက်ကမတူတော်မို့လို့အကယ်၍ကိုကဒီမှာပဲအိမ်အောင်ချပေးသွားပြီးမိဘတွေကိုလည်းခေါ်ထားတယ်ညီကိုမောင်နှမတွေခေါ်ထားတယ်ဆိုရင်တော့ကိုနဲ့သက်ဆိုင်ရာအကွက်မှာခြေရမှာဖြစ်ပါတယ်အကယ်၍ကိုကတငငချင်းတွေနဲ့အတူနေထိုင်တာဆိုရင်တော့ဒုတိယတန်းဆိုနို့ဟူကာရဲ့ဘေဘက်ကလေးရဲ့အကွက်ကိုခြေရမှာဖြစ်ပါတယ်နောက်နံပါတ်9ကကြတော့ ချစ်စဲနောနန်ကစ်ကိုရဲမွေးတက်ကလေးကိုဖြစ်ရမှာဖြစ်ပါတယ်ဒီက2006လပိုင်းဖြစ်တဲ့အတွက်2006လပိုင်းဆိုပြီးတော့ရေးပါတယ်။အဲ6လပိုင်းဆိုရင်နေရာမှာလဲ3ည6လို့ရေးရမှာဖြစ်ပါတယ်ရှင်။ဒီနေရာမှာညီလဲတစ်ခုကြံသွားတယ်ပေါ့နော်။အဲ့နံပါတ်9ရဲ့အပေါ်မှာညီတို့ရွေးရမယ်လीနော်။ဆိုတော့ညီကဂရီးပြက်ကလေးကိုပဲရွေးပါတယ်။ ဒါစာရေးထဲကိုထည့်ကန်ဒီမညီကအလို့ထဲကဂျပန်တငယ်ချင်းတယောက်ကိုမေးပြီးတော့မှချိန်လိုက်တာပေါ့နော်ကောက်ကန်ကချိန်မှထည့်လိုက်တာဖြစ်ပါရဲ့ရှင်။ဆိုနေနေတော့ဝါးနေမယ်ထင်တယ်ရှင်။ဖြည့်ထားတဲ့အကွက်ကဆဲရက်ကီဆိုတဲ့အကွက်ကိုချိန်ထားတာဖြစ်ပါရဲ့ရှင်။နောက်နံပါတ်၈ကကြတော့ဟိုက်ကူရှောင်းမိုအွမှု အိမ်နောင်ရဲ့အချီနီအိမ်နောင်ရှိမရှိကိုမေးတာဖြစ်တဲ့အတွက်ညီကလက်မထက်ရသေးတာဖြစ်တဲ့အတွက်မိခွန်းကိုရွေးပါတယ်။နောက်နံပါတ်6ကကြတော့ခုတ်ဆက်ကိနိုင်ငံသားကိုမေးတာဖြစ်တဲ့အတွက်ဂျပန်လူမျိုးမဟုတ်တဲ့အတွက်ဂိုင်းခိုကူအကွက်မှခြေရပါမယ်။ပြီးတော့ခိုကူမေးမှကြတော့ကိုယ့်ရဲ့နိုင်ငံသားကိုကမြန်မာလူမျိုးဖြစ်တဲ့အတွက်မြန်မာကိုရေးထားတာဖြစ်ပါတယ်ရှင်။အကယ်၍ကိုကဗီယက်နမ်လူမျိုးဆိုတော့ဗီယက်နမ်ရေးရမှာဖြစ်ပါတယ်။နောက်နံပါတ်10ကကြတော့ဂန်ဆိုင်နော်ဘတ်ဆွန်နီဆွန်ဒေးရခီကဆိုတော့ကိုနေထိုင်တဲ့လက်ရှိဒီနေရနေထိုင်တဲ့ကာလကိုမေးရဖြစ်တဲ့အတွက်ကိုကတစ်နှစ် ်မပြည့်သေးပြီလားဒါမို့9နှစ်ကနေ10နှစ်အတွင်းလားဒါမို့10နှစ်ကနေ20အတွင်းလားစသဖြင့်ကိုနဲ့သက်ဆိုင်ရာအကွက်မှာခြေပြရမှာဖြစ်ပါလိမ့်ရှင်ညီရတို့ဒီအဆောင်ပြောင်းထားမှာကြာသေးရဖြစ်တဲ့အတွက်အစ်ဂျင်နာမိမန်းကိုရွေးပါတယ်နောက်နံပါတ်7ကကြတော့ဂေါနမ်မိုင်နေပါတို့ကိုနီဆွန်ဒေးမတ်စတကာတဲ့ဆိုတော့လွန်ခဲ့တဲ့9နှစ်တုန်းကမင်းပါနေထိုင်ခဲ့ရလေလို့မိရဖြစ်တဲ့အတွက်ညီရဒီကိုတော့မရောက်သေးရဖြစ်တဲ့အတွက်ဂိုင်ကိုကူကိုပဲရွေးပါတယ် နောက်နဗတ်စနစ်ကကြတော့令和7年9月24日から30日までの週間に仕事をしましたかロミタラဖြစ်တဲ့အတွက်9လပိုင်း24ရက်ကနေပြီးတော့30ရက်နေ့အထိအလုပ်လုပ်နေခဲ့လားလို့မေးတာဖြစ်ပါတယ်။ဆိုညီကအလုပ်လုပ်နေခဲ့တာဖြစ်တဲ့အတွက်ဥမွန်နီရှင်ကတော့ဆိုရယ်ပထမဆုံးအကွက်ကိုချေပါတယ်။ဒါအဓိကကိုကဒီကိုကုမ္ပဏီကအလုပ်ကိုလုပ်နေရဖြစ်တဲ့အတွက်ပထမဆုံးအကွက်ကိုချေတာဖြစ်ပါတယ်။အကယ်၍အဲ့ကာလတွေမှာအလုပ်မရှိဘူးကိုကနားထားတယ်ပေါ့။ဒါမှမဟုတ်ကြောင်းတက်နေရဆိုရင်တော့ကိုနဲ့သက်ဆိုင်တဲ့အကွက်မှာချေပေးရမှာ ါဖြစ်ပါရရှင်။နောက်နံပါတ်73ကကြတော့ဂျူဂျောချီမတာဝဇူဂကချီဆိုတော့ကိုယ့်ရဲ့အလုပ်တည်နေရာ၊ကျောင်းတည်နေရာကိုရွေးခိုင်းတာဖြစ်ပါတယ်။အကယ်၍ကိုကနေထိုင်တဲ့နေရာတမျိုး၊ကျောင်းသွားတတ်တာတမျိုးဆိုရင်တော့အဲ့မြို့နံပါတ်တွေခရိုင်တွေကိုရေးဖြည့်ပေးရမှာဖြစ်ပါရရှင်။နောက်နံပါတ်74ကကြတော့စတိုမဲကာဂျီရဲ့ကာနိုဘက်ဆိုတော့အတိတ်ဘေကအလုပ်ခန့်ထားခြင်းခံရတဲ့သူလားကိုပိုင်လုပ်ငန်းကိုလုပ်ကင်နေတဲ့သူလားဆိုတဲ့မိကုံဖြစ်ပါတယ်။ဆိုတော့ညီကကြတော့ကုမ္ပဏီဝန်ထမ်းတရားဝင်ဝန်ထမ်းဖြစ်တဲ့အတွက်ပေါ်ဆုံးကွက်စေကီနို の職へ従業員を呼ばれ。なお、ナバサンがじゃろ、勤め先、業種などの名称及び従業の内容、それ、ロシアンともほ、ロングアンアミネ、ロアミューサーをピアマピバレシン。それ、コネタサンやロングアンアミューサー、ロアミューをピアマピバレ。ピボンピニーゴロ、ピニー、ランニョンサーウェマパバレ。အဲ့ဒီမှာကိုယ်နဲ့သက်ဆိုင်ရာကိုရှာပြီးတော့ဖြည့်ရမှာဖြစ်ပါတယ်။ညီရကြတော့ဟိုတယ်လုပ်ငန်းဖြစ်တဲ့အတွက်အပေါ်ဆုံးအကွက်မှာညီရရဲ့ဟိုတယ်နာမည်၊ဒုတိယအကွက်နဲ့တတိယအကွက်မှာကြတော့ hotel and resort ကိုထည့်ပါတယ်။ နောက်အဆုံးအကွက်မှာကြတော့ဟိုတေတုဆိုပြီးတော့ပဲခတကနာနဲ့ရေးလိုက်ပါရရှင်။နံပါတ်6အဆုံးအကွက်ကကြတော့ဟွန်နင်းနိုရှင်ဂိုတိုနိုနိုင်ယောဆိုရဲကိုလုတ်ကင်နေတဲ့အလုပ် position မို့နော်အလုပ်မျိုးစားတွေကိုမေးတာဖြစ်ပါတယ်။ဆိုတော့မိမိတာဝန်ထမ်းဆောင်နေတဲ့ position ကိုရေးလို့ရပါရရှင်။အလုံးဖြည့်ပြီးတော့ပြီဆိုရင်တော့ညီတို့စာရေးထဲကိုထည့်မှာဖြစ်ပါတယ်။ စာရိုက်ထဲကိုထည့်ပြီးသွားရင်တော့စာလိုက်ပုံးတွေကိုဒီချလေးသွက်ထည့်ရမှာဖြစ်ပါလိမ့်ရှင်။ညီတိတလောက်ပြန်ပြီး share လုပ်ပေးရဖြစ်တဲ့အတွက်အားလုံးပဲအကျိုးစုံတရားရှိမယ်လို့ယုံကြည်ပါတယ်ရှင်။ဂျပန်ကိုရောက်ရင်လည်းသံကောင်းစင်းဖြည့်တဲ့အချိန်မှာအကူအညီဖြစ်စီမယ်လို့မျှော်လင့်ပါတယ်။ online ကနေဖြည့်တာကတမက်ရကြော်သွားပြီဆိုပေမဲ့လည်းမဖြည့်ရသေးတဲ့သူတွေအတွက်အပြင်မှာစာအိတ်ကရောက်နေမှာဖြစ်တဲ့အတွက်အကျိုးစုံတရားရှိမယ်လို့မျှော်လင့်ရင်းနဲ့ဒီ vlog ကိုရိုက်လိုက်တာဖြစ်ပါတယ်ရှင်။ညီရဲ့ video ကိုအဆုံးထိကြည့်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ရှင်။အားလုံးဘေးရန်ကင်းကွာကျန်းမာပျော်ရွှင်နိုင်ကြပါစေရှင်။